ားလုံးပဲချင်းစီတော့မင်္ဂလာပါနှုတ်ကပတ်တော်ခံယူတော့မယ်ဆိုရင်တတိပြုဆင်ခြင်းတင်းတဲ့အကြောင်းအရာလေးတစ်ခုကိုဝေမျှခြင်းပါတယ်ဒီခေတ်ကာလကအခြေအနေတွေတော်တော်ဆိုးပါတယ်ဆိုးတဲ့အခြေအနေတွေအလုံးကပဲဘုရားတခင်ကလူတွေအလုံးကိုသူ့ပဲလဲလာအောင် တွေးဆောင်နေတဲ့အချိန်ကာလလည်းဖြစ်တယ်လို့တစ်ဖက်ကနေစဉ်းစားရင် နားလည်နိုင်တယ်လို့ဘုရားသားသမီးတွေအတွက်ကတော့တမာတရားနဲ့အသက်ရှင်သက်လာအောင်တုန်သင်ပေးနေတဲ့အချိန်ကာလလည်းဖြစ်တယ် ဲ့တော့အခြေအနေတွေအလုံးရဲ့တုံ့ပြန်မှုကြောင့်တွေကနှုတ်ကပတ်တော်ကိုနှလုံးသွင်းခြင်းနဲ့စိတ်တွေဖြစ်လာတယ်။အဲ့လိုဖြစ်လာတဲ့အခါကျတော့နှုတ်ကပတ်တော်တည်ဆောက်နိုင်မယ့်နေရာတွေကိုလိုက်ရှာတယ်။အထူးသဖြင့် online ပေါ်ကနေနှုတ်ကပတ်တော်ခံယူဖို့ဖြစ်လာတယ်။အဲ့ဒီလိုနှုတ်ကပတ်တော်ခံယူတော့မယ်ဆိုရင်တတိပြုရမယ့်အရာလေးတွေရှိပါတယ်။ဧဝကဖျားစကားဆိုတဲ့ခေါင်းစဉ်တတ်ပြီး စာသင်ရဲ့လှည့်ဖြားခြင်းကိုခံခဲ့ရတယ်။ ဣတိလလူမျိုးတွေကြတော့ဘုရားတခင်မိန့်တော်မူတယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးမာယွန်းနဲ့ပရိုဖက်တီရဲ့လဲ့စားခြင်းအဖြစ်လမ်းလွဲခဲ့ကြတယ်အဲ့တော့ဓမ္မရာဇဝင်ထဲမှာဆိုရင်ဘုရားတခင်ရဲ့လူဆိုတဲ့သူကသူဟာတိကျတဲ့ဘုရားစကားသူ့မှာရှိထားပါရဲ့နဲ့သူတဲ့စာဖိရင်နဲ့ပရိုဖက်အိုရဲ့ဘုရားခင် အခုပဲသူ့ကိုမိန့်ပါတယ်ဆိုတဲ့စကားနဲ့ပဲလမ်းလွဲပြီးအသက်ဆုံးရှုံးခဲ့ရတယ် အန်တီအုံမြို့မှာတခင်ယေရှုခရစ်တော်ရဲ့အေးဝင်ဂီလိတရားကိုပထမဦးဆုံးလက်ခံပြီးပြောင်းလဲခဲ့တဲ့ယူဒလူတွေကြတော့ဘုရားတခင်ရဲ့ဗရင်ရှင်လူမျိုးတော်အတွက်ဘုရားတခင်ရဲ့ဂတိတော်ဆိုတဲ့ဇကားနဲ့အသိပဲဖွင့်မှာပြီးပြည့်ညက်တရားနဲ့ယုံကြည်ခြင်းမှာမာယွန်းစွာခံယူခဲ့ကြတယ်။ကောရိန္သုအသင်းသားတွေကြပြန်တော့လေဝိညာဉ်ရေးရာလို့ခေါင်းစဉ်တတ်ပြီးအသွေးသားရဲ့တွေးဆောင်မှုဇာတိပတိရဲ့တွေးဆောင်မှုနောက်ပါသွားကြပြီး ကြီးမားတဲ့အမားတွေနဲ့အသင်းတော်ထဲမှာရှုပ်ထွေးစီကြတယ်။ဣတရလူမျိုးအချို့ကြတော့နီကောလာရဲ့ဖျားလူဖြစ်ခြင်းနုကိုပတ်တော်တွင်တင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေသူတို့ကိုတမာတရားလမ်းထဲကနေလွဲချော်စေခဲ့ကြတယ်။အားလုံးကိုဆင်ခြင်သုံးတက်ကြည့်ရင်ဘုရားခင်စကားပြောနေတယ်။ဘုရားခင်ဖွင့်ပြနေတယ်။ကျမ်းစာကဒီလိုရှိတယ်။ဒီလိုအဓိပ္ပာယ်ဖြစ်တယ်။ဆိုတဲ့အကြောင်းရင်းတွေအားလုံးပေါ်မှာအခြေပြုပြီး လမ်းလွဲစီခဲ့ကြတယ်ဆိုတော့နားလေရတယ်။ဒါကြောင့်နှုတ်ကပတော်လို့ပြောတိုင်းဘုရားခင်ဖွင့်ပြတယ်လို့ပြောတိုင်းဘုရားခင်စကားပြောတယ်လို့ပြောတိုင်းတထစ်ချယုံကြည်ခံယူလိုက်မယ်။မစင်စားမစင်ချင်းအပိုင်းချပင်းနဲ့ခံယူလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလမ်းလဲသွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့တမန်ကျမ်းစာမှာကအဲ့ဒီလိုခံယူခြင်းအပြင်လမ်းလွဲခဲ့ကြတဲ့သူတွေအများကြီးရှိတယ်ဆိုတော့သတိပိတ်ထားလို့ပဲဖြစ်ပါတယ် ဒါကြောင့်နှုတ်ကပတ်တော်ကိုခံယူတော့မယ်ဆိုရင်တိထားတဲ့တမချန်းစာပေါ်အခြေပြုပြီးဖြစ်လေဖြစ်သားရှိတဲ့အချက်၄ချက်လောက်ကိုစင်ကြင်ကြည့်ကြဖို့ဖြစ်ပါတယ်။နံပါတ်၁တော့အချို့ကျတော့တမချန်းစာကိုအခြေပြုပြီးဘုရားခင်ဖွင့်ပြရတဲ့ဘုရားခင်နားလည်စီတယ်ဆိုပြီးမစီမဆိုင်တာတွေပြောတယ်။ကျမ်းစာရဲ့အတိတ်ပဲနဲ့မညီတဲ့ဟာတွေပြောတယ်၊ကိုပြောချင်တာတွေပြောတယ်၊ကိုခံယူချက်တွေပြောတယ်ဝင်ငှားချက်တွေရှိ။နံပါတ်၂တချို့ကျတော့ကျမ်းစာကိုအခြေပြုပြီးမှ ဖျားနဲ့ဝိညာဉ်ရေးရာကိုတိမှတ်ဆွဲလန်းခြင်းထက်လောကီဆွဲလန်းခြင်းဘက်ကိုပိုပြီးဦးစားပေးသွန်တင်တာဖျားစကားကိုခံယူပြီးလောကီတက်မဲ့ခြင်းဘက်ကိုပိုပြီးပို့ဆောင်တဲ့သွန်တင်ချက်တွေဖြစ်တယ်အဲ့ဒီသွန်တင်ချက်တွေကိုခံယူပြီးမှလောတရဲ့မရလို့စားတိုင် ဖြစ်နေတဲ့အတ္တတွေအများကြီးရှိစားဆိုတာကအနှဲငယ်ဆိုရင်အရတာကိုဖြစ်စီပြီးမှစားတိုင်ဖြစ်သွားရင်တော့ကိုယ်ဘေးနားမှာရှိတဲ့ဘဒုကိုမဆို့ အကျိုးမဖြစ်စေပဲဆိုးချိုးဖြစ်စေတဲ့အတ္တမျိုးတွေပေါ့တနည်းအားဖြင့်မာယုနောဩဝါဒကိုတွင်တင်နေတဲ့သူတွေဟာစားတိုင်းလိုမျိုးအတ္တတွေဖြစ်နံပါတ်3တချို့ကျတော့ကျန်းစာကိုအခြေပြုပြီးမာယွန်းစာအ내ပြန်ပြီးတွင်တင်ကြတယ်တချိန်လုံးသူကျန်းစာကိုခြေပြုတာပဲတချိန်လုံးကျန်းစာအကြောင်းပဲပြောတယ်ဒါပေမဲ့အ내ပြန်မှုတွေကမာယွန်းပြီးတွင်တင်တာမျိုးတွေရှိတယ် နံပါတ်၄အချို့ကျတော့တမန်ကျန်းစာရဲ့မူရင်းအတိတ်ပဲကိုပဲအ내ပြန်တဲ့မူရင်းအတိတ်ပဲကိုအလေးနဲ့ထားတယ်အဲ့ဒီအတိတ်ပဲတိုင်းတွင်တင်ပြီးမှအဲ့ဒီအတိတ်ပဲတိုင်းလက်တွေ့အတ္တသားထဲမှာရှောက်လန်းဖို့တွင်တင်နေသူတွေရှိဒါကြောင့်တေချာတာကတော့ကိုနားထောင်ခြင်းနဲ့အာဘောအကြောင်းအရာမျိုးပေါ်မှာအခြေပြုခြင်းမဟုတ်ဘဲနဲ့ကျန်းစာရဲ့မူရင်းအတိတ်ပဲကျန်းစာရဲ့အ내အတိတ်ပဲလေးကို ကြာပြီးအဲ့ဒီအတိတ်ပဲကိုကိုယ့်ရဲ့လက်တွေ့အတ္တသားထဲမှာကဏ္ဍတိုင်းကဏ္ဍတိုင်းအခြေအနေတိုင်းအခြေအနေတိုင်းမှာဘယ်လိုမျိုးလက်တွေ့အသက်ရှင်တိဆောက်မလဲဆိုတာကိုစဉ်းကျင်နှလုံးတွင်းမိဖို့လိုတယ်။အဲ့လိုစဉ်းကျင်နှလုံးတွင်းမှုမျိုးမရှိဘူးဆိုရင်ဒီကာလမှာပေါ်ခြင်းတော်ခြင်းဖြစ်နေတဲ့နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့တုန်နေချက်တွေထဲကနေအစိတ်အတော့တွေပြီးဩဝါဒလမ်းလွဲသွားနိုင်တယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အကြိုက် ကိုနားလည်နိုင်တဲ့ကိုလက်ခံနိုင်တဲ့ကိုကြိုက်တဲ့အဘေါ်ပေါ်မှာမမူတည်ပဲနဲ့ကျန်းစာရဲ့မူရင်းအတိတ်ပဲကိုရိုးရိုးလေးခံယူပြီးလက်တွေ့အသက်တာထဲမှာအတုံးချနာဂန်လိုက်ချောက်ဖို့အတွက်ပိုင်းခြားတတ်ဖို့လိုတယ်။အဲ့ဒီလိုပိုင်းခြားခံယူတတ်မှတာလဲအစိတ်တော့ကင်းကင်းနဲ့နှုတ်ကပတ်တော်ကိုခံယူနှလုံးသွင်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်နှုတ်ကပတ်တော်ခံယူတော့မယ်ဆိုရင်ဒီအချက်လေးတွေကိုစင်ကျင်သတိပြုပါလို့ ခွန်အားပေးခြင်းပါတယ်။အယောက်ချင်းစီတိုင်းအတွက်အရှင်ရှင်သတိပြုစရာဖြစ်ပါစေ။